အဲ့တော့ဗုဒ္ဓသာသနာပျက်စီးရခြင်းရဲ့အဓိကတရားခံသည်ခရိယန်ကြောင့်လည်းမဟုတ်ဘူးမွတ်စလင်ကြောင့်လည်းမဟုတ်ဘူးဘုသူတွေကြောင့်ဗုဒ္ဓဘာသာ အမျိုးယုတ်တွေကြောင့်ရှင်းလားအဲ့တော့ခမားတို့ဒီသာသနာကို ပြုနိုင်ရင် ပြုမပြုနိုင်လို့ကုသိုလ်မရယုံမဲရှိမဲ့အာကုသိုလ်တော့မဖြစ်ဘူးအဲ့တော့ကိုယ်ကြောင့်သာသနာတိုးတက်အောင်လုပ်နိုင်ရင်လုပ် မလုံနိုင်ရင်သာသနာတော့မဖြတ်ကြနဲ့ရှင်းသလားအဲ့တော့ဗမာပြည်သာသနာကိုဖြတ်နေတာဗမာပြည်မှာရှိနေတဲ့ယဟန်ယုတ်တွေနဲ့လူယုတ်မာတွေပဲသဘောပေါက်လားရှင်းလားကြောပြောတာအဲ့တော့ခုတစ်ချိန်လုံးကဒီလိုဝိဝါဒ၊ကွဲပြားမှုတွေတို့နိုင်ငံတို့သာသနာတမိုင်းမှာရှိခဲ့သလားမရှိခဲ့ဘူး အဲ့တော့ဘာဖြစ်ကုန်လို့ဆိုတော့ယဟန်ကယဟန်လုံးမလုံးနိုင်ငံရေးရောင်ရောင်အမျိုးသားရေးရောင်ရောင်ဟိုရောင်ရောင်ဒီရောင်ရောင်ဖြစ်ကုန်တာဖြစ်တဲ့အတွက်ခုတန်ဃာတွေလည်းအချင်းချင်းဂိုင်းကနာတွေကွဲရှင်းလားတကယ်ဆိုရင်ဘုရားရှင်အဆုံးမအောက်မရှိနေရင်အလုံးဟာတသွေးတသားတဲ့တညီတညွတ်တဲ့ဖြစ်နေရရှင်းလားနော်ခုတော်ဒီ969မဘာသားတွေပေါ်လာမှတန်ဃာလည်းဂိုင်းနေကွဲကုန် ရှင်းလားသဘောပေါက်သလားအဲ့တော့ဓမ္မကြီးခုဒီနေ့ဖြစ်သွားတဲ့ဖြစ်စဉ်တွေကိုသုံးသပ်ကြည့်ရင်အဲ့ဒီဘွယ်စည်းတွေပေါ်လာပြီးတဲ့နောက်ပိုင်းမှာဖြစ်ကုန်တာအကုန်ရှင်းလားသဘောပေါက်လားကြောက်ပြောတာဘသူပြောလို့ဆိုကြောက်ပြောတယ်လို့ပြောလား